ဒေဟီကကြတော့အခုကျွန်တော်တို့ဈေးကြီးတဲ့နေရာမှာပါဝါရီပေါ့နော်ဒေဟီကဈေးကြီးတဲ့နေရာမှာပါဝါရီဆိုတော့သူနဲ့ရှင်မယ်ဆိုရင်ကျွန်တော်တို့ chisage တို့ solace တို့ အာပြီးွားရင်ကျွန်တော်တို့နောက်ထပ်ပါရှိအောင်လဲဆိုတော့အဲအကောင့်တွေပေါ့အဓိကကတော့เนาะအဲကျွန်တော်အကောင့်တွေနဲ့ရှင်ရမှာပေါ့เนาะဒေးကြီးကကျတော့ကျွန်တော်အခုပြောတဲ့ဒီ6 kW ရိုးရိုး inverter တွေနဲ့ကျွန်တော်သွက်ရှင်လို့မရတော့ဘူးသူကဈေးနှုန်းတစ်ခုမတူတော့ဘူးဈေးကြီးသွားပြီးအာကျွန်တော်ကတော့ကျွန်တော်အကြိုက်ဆုံးတဲ့မှာပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီဒေးကြီးဈေးတန်းထဲမှာဆိုရင်ကျွန်တော် chassis inverter ကိုကြိုက်တယ်ပေါ့เนาะ chassis ကကျတော့ကျွန်တော်တို့ဘာကောင်းလဲဆိုတော့အာသူက ကီလိုဝတ်မတူတဲ့ကျွန်တော်တို့ဘက်ထရီအာအင်ဗာတာတွေကိုကျွန်တော်တို့ join လို့ရတယ်ပြီးတော့ကျွန်တော်တို့အာဘက်ထရီ SOH မတူတဲ့ကျွန်တော်တို့ဒီဘက်ထရီနှလုံးကိုလည်းကျွန်တော်တို့က join ပြီးတော့ကျွန်တော်အင်ဗာတာတစ်လုံးတစ်လုံးစီနဲ့ join ပြီးကျွန်တော်တို့သုံးလို့ရပါတော့အဲ့ဒီတစ်ခုကျွန်တော်အားအကြောင်းကျွန်တော်ကြိုက်တယ်အဲ့တော့ အဲဒေးီးကိုပဲကျွန်တော်တို့ဟိုပါဗောနော် recommend ပေးရမှာဆိုရင်ကျတော့အဲဒေးီးကကျတော့ကျွန်တော်တို့အကုန်လုံးထဲမှာတော့ဈေးတက်တာတွေမှာပါတယ်ကျွန်တော်တို့ဒီ solid stove ဘာလို့ ਨੇ ရှင်းမယ်ဆိုရင်ဒေးီးကတစ်ခါတလေဈေးတက်တာဗောနော်အဲ့လိုမျိုးတွေမှာပါတယ်အဲ့တော့ mix လို့၃ညနေ330အထက်မှာရှိမယ်6 kg တော့တစ်လုံးကို340နဲ့330ချားထဲမှာရှိမယ်ဒေးီးကကျတော့ အဲ့ဒါကိုတုံးကျင်နေဆိုရင်ကျတော့ကျွန်တော်တို့ fan အတန်တတမယ်ပြီးတော့ကျွန်တော်တို့ဒီအာ solar import watt တွေများများတုံးလို့ရမယ်ပေါ့နော်အဲ့ဒီဟာလေးရှိမယ်ပြီးတခြားအာပြောမယ်ဆိုရင်ဖုန်တွေပါတယ်ကျွန်တော်တို့ရှင်းစရာမလိုတော့ဘူးဗျာဒီလားကျွန်တော်ဒီတိုင်းထားရရင်လည်းတက်တန်းပို့ကြရှိခံတယ်ပေါ့နော်ဒါပေမဲ့ဈေးကတော့20နီးပါးလောက်ပေးရတယ်ဆိုတော့အဲ့လိုမျိုးလေးတော့ရှိပါတယ်အဲ့တော့ဒေကြီးတုံးကျင်နေဆိုရင်ကျတော့ဒေကြီးဘက်ကနေပြီးတော့ကြီးလိုက်မယ်ဆိုရင်ကျတော့ အဲဒေးဒီဇေးတန်းနဲ့ဆိုရင်ကြတော့ကျွန်တော်တို့ကချစ်ဆစ်ကျွန်တော်ကြိုက်တယ်အပြင် solid လည်းအရင်ကောင်းတယ်ဒေးကြီးလည်းမကောင်းတော့ဘူးဒေးကြီးလည်းကောင်းတယ်သူပုံစံနဲ့သူကောင်းတာလေးရှိတာပေါ့နော်အဲ့ဒါလေးကျွန်တော်ပြပြပေးချင်တာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်